sesek aku ni bawa dan saya tahu ye nada nasi degu ni bala nasi ni ye tahu jadi mana dah ini tadi pada ini mune pangkuai ya tada madu cawan itu insin jebat jilu hati pada ini mune pangkuai ya ni Ludai kaji ku kelali, ludai kamaji domate. Tapi mapu pupsiu, bita anda ananda wibodi tu kacau sau. Si seca ludo mengla kanane, siangan simbiu nata ludo mengla kanane. Anu mora dane, owa dane ya. Oh, that's yes, baca kene di tenaro niku cingin solusi tanah nemi usi ni bo deku amita dana sore bisile ba lu bisile ba lu sura santengan jause isi udu lu de dana lu tamada dana sore de ya lu eri lu neku de ba dan bucing. Selain dia kabar tebak juga biasa untuk biasa yang kore. Teka amita dana remajaro. Perduga kau kau nun nusro. Bila batu dan mamnya sobiaga. Amita dana luri rema. Upat daya dana lu kore. Jauh sobi do. Luri lu gak kongso sadar ditantang gak wira datang kongso deh lu gak kongso medu pap silu kau naledu cime sadosi ya sabja hore dia ade pa kudu de lu danaga lu gak pokoreku Pelau acu-acu deh ada yang tak pelau di juta ya musik ke surah kunci biru cukup ya saja horat saja ubama mabe, sandu de solusi sangga alu gambo gure ubru cukup biru suruh sahara saya de pengure ahara ya tauban ne atasibu ya ya အသက်ရှိသလောက်အသာရှိစုပြည့်မှုကိုရတယ်။ခေါ်အားပလာကိုရတယ်။စိတ်ချမ်းသာမှုကိုရတယ်။အကြံကောင်းညံကောင်းလို့ခေါ်တဲ့ပဋိပါဏအသိဉာဏ်မျိုးကိုရတယ်လို့ဆို။ဆွမ်းကအာဟာရကစသုံးတဲ့ပုဂ္ဂိုလ်အဲ့ဒီအကျိုး၅မျိုးကိုဖြစ်ပေါ်စေတယ်။ အဲ့ဒီဖြစ်ပေါ်သေးတဲ့အကျိုးငါမျိုးရသလိုပဲအပြန်တက်ရောက်ဘူးလို့ခေါ်တဲ့ reaction ရအလူလူတဲ့ပုံကိုယ်တွေပါလည်းပဲအဲ့ဒီအကျိုးငါမျိုးပြန်ရတယ်ဆိုလိုတဲ့အသေးပဲကတရပင်ဆိုင်တရတိတရစီကိုဆိုင်တရပင်ရ ကိုစိုက်တဲ့မျိုးစေ့အတိုင်းပဲကိုပြန်ရတယ်ဆိုတဲ့အိမ့်ပဲအဲ့တော့เจ้าအလူကပါရီကိုအကျိုးပြုတယ်လေစံတဲ့ကเจ้าစေ့ပစ္စည်းလေးမျိုးတည်းမှာအလူကပုဂ္ဂိုလ်ဖြစ်တဲ့တန်ဃာရိကိုဒီเจ้าက ဘယ်လိုအတိုင်းတားတဲ့အကျိုးပြုတယ်လဲဆိုတဲ့အပေါ်မှာဆင်ញင်သုံးသပ်ကြည့်ရမယ်။စွန့်သိငံကြောင်းစီစီလေးပါဟာသူအတိုင်းတားတဲ့သူအကျိုးပြုကြတယ်။စွန့်ကဘယ်လိုအကျိုးပြုတယ်လဲကနပြောရတဲ့အသက်ရှိခြင်းစင်လာခြင်းကောအပ်လာပြေဝခြင်းချမ်းသာတုခရရှိခြင်း အကြံကောင်းညံကောင်းရခြင်းလို့ဆိုရဲအကျိုးကပါကိုဆန်းကဖြစ်စေတယ်။သို့တော့ဆန်းစရာကတမင်အသက်ခုနှစ်ရက်ဆိုလိုပဲသူရဲ့ထောက်ပံ့ပေးနိုင်တဲ့ကာလကတူတော်နဲ့တူတော်နဲ့ဆန်းတခါလှူလိုက်လို့ရှိရင်အဲ့ဒီဆန်းကအကျိုးပေးတာခုနှစ်ရက်ပဲခုနှစ်ရက်ဟိုပဲကြတော့မရှိတော့ဘူးလို့ လို့ပြောလို့ရတယ်ပေါ့နော်ဒါခொနည်းရဲ့မစားရလို့သိတာမသိတာကိုပြောတာပေါ့ဘူးသူရဲ့အကျိုးတရားဘူးကခொနည်းပဲရှိတယ်လူတွေမှကြတော့ခொနည်းတော့ဒီအသက်ရှိတာတော့ခொနည်းရှိတိုင်းနဲ့ထားတော်တော်မနေ့စပြီးညတဲ့ခါစပြန်ဒီနေ့စပြီးနောက်တစ်ခါပြန်စပြန် ye swan ye thau pan bu tatta nga pata pat ni, le a chu pyu ra tu le bo te ngan cha ro no te ngan ta the tu ta lai lu si yin thong la le la ta ne ta ve ti le bo bo u bo bu chei ka la tu dau ne စေဆိုတာကြတော့ယောဂဝေဒနာရှိတဲ့အခါသာသုံးဝင်တာယောဂဝေဒနာမရှိတဲ့အခါကြတော့သုံးမဝင်လိုအပ်ချက်ကသာဝရမဟုတ်ဘူးကျောင်းကြတော့အဲ့ဒါမျိုးမဟုတ်ဘူးကျောင်းတဆောင်ဆောက်ပြီးတော့လူလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကျောင်းကနှစ်၄၀50အနှစ်တရာဒီကျောင်းပေါ်မှာတရင်သုံးနေတိုင်းနဲ့တကတော့အရှင်မြတ်တွေကို ကြောက်ကအကျိုးပြုနေတာဖြစ်တယ်ဟုတ်ဆွမ်းရဲ့အကျိုးပြုမှုကတတ္တန်တူတယ်သင်္ကန်းရဲ့အကျိုးပြုမှုကလည်းတတ္တန်တူတယ်စေစရာလည်းယောဂရှိတဲ့ကမ္ဘာအကျိုးပြုတာဖြစ်တယ်ကြောင်းကြတော့အလိုမဟုတ်ဘူးနေစင်နေမြတ်ဒီကြောင်းပေါ်မှာတရင်တော့နေတိုက်တယ်တန်ခါတော့ရှင်ပြတ်နေဟာ လေနထင်းစားဒုက္ခတေစားဇာယိတုံစားဝိပတိတုံလို့ပြောဆိုကြောတဲ့တိုင်ပြည်အနေတွေကလုံးချုံတာအကျိုးတစ်ခုပြိယပฏิပတ်ကျင့်ကြံကြကိုအတုတဲ့ခါမှချမ်းသာတယ်အဲ့ဒီအကျိုးနှမြူအာဒီเจ้าကြီးတည်ရှိနေသမျှအနှစ်90လဲအကျိုးပြုတတ်တယ်နှစ်100လဲအကျိုးပြုနိုင် တရားတဲ့ပို့ပြီးတော့လည်းကြိုးပြူနေတယ်။အဲ့တော့ကြောင်းသဆောင်ဆောက်တာလို့ရှိရင်အဲ့ဒီကြောင်းရဲ့တတန်ကရှိရှိသလောက်ဒီဘောဒရင်သုံးနေတိုင်းတဲ့ပုဂ္ဂိုလ်တွေကိုအကျိုးပြုနေတာဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့ဆွမ်းအလူတဲ့နဲ့ကောင်းနေတဲ့ငါလူတဲ့နဲ့မြတ်တဲ့ဆေးလူတဲ့နဲ့မြတ်တဲ့နော်ဒါကြောင့်မို့လို့မြတ်စွာဘုရားကကြောင်းအလူဟာ အမိတာတတာတွေပါပြတ်ဆုံးလို့တကြမို့ဒီကနေ့ကြောက်ဆုံးပြီးတော့လူရတဲ့ကြောက်နေကကြောက်မှလည်းအလိုဝကြောက်ဖွယ်ဖြစ်တာဟုတ်ကိုကြောက်တဲ့ကြောက်ဆောက်တာလိုက်တဲ့ကြောက်ငါနေပြီးတော့ဘလို့အကျိုးတွေပြုနေတယ်လေအကျိုးကယောက်ျားစွာဟောတာတဲ့ပဲယောက်ျားပြားက ုတ်တ္တမပါရတိဝိတိမပါရတိနဲ့ပြောမယ်ဆိုရင်အကျိုးကအကျိုးပြုပုရိယာများကြီးနော်အနစ်ချုပ်လိုက်လို့ရှိရင်အန္ဒီရိကကာဝဲဆောင်းဆောင်တန်တာအကျိုးတစ်ခုပဲဘယ်လိုအန္ဒီရိတို့ဆိုရင်အခုလောလောဆယ်ပဲကြည်အပြစ်မဆွေနေပူနေနေပူတယ်မှလူတွေကြားရင်မထိုက်တဲ့နော်အခုကြောင်းနေပါကြတော့နေရိပ်ပြီးတော့အေးစစ်စစ်နေလို့ရတယ် ခြံသာမှုကိုပေးတာလားဘသူကပေးတာဒီเจ้าကပေးတာပဲခုချက်ချင်းကြိုးပြတာလေအပြင်းထွက်တိုင်းရင်ပြုတိုင်းပဲနေတိုင်းလေးပဲเจ้าနဲ့မှဆိုရင်အေးချညာအခုလိုတရားလာနာနိုင်တယ်ဒါเจ้าကအကျိုးပြုတယ်လို့ခေါ်တာဟုတ်အဲ့ဒီအကျိုးကိုကိုယ်တို့ရှင်နေကเจ้าဆောက်ပြီးသူဒီအတွက်ကြောင့်เจ้าနဲ့ရောက်လာတဲ့ပုဂ္ဂိုလ်เจ้าနဲ့မှနေတိုင်းတဲ့ပုဂ္ဂိုလ်ပြည်သူမဆိုး đi chỗ ya ra ra bây giờ anh oh đi ra được khỏi đi bu đi bu mua vào đi đây ở đi ở đi ở đi ở ở đây ở yên đây để mẹ ở đây ở đi ở đi ở luôn đi bị rồi cả quen sau sau bị đó cần cần đi gặp bà rồi sẽ lâu thả cô ya nó ัจจมายะตบวะเตยกูลุฐะกูยะเรสระตยะสิสัยอินติยะปิญญาပြီးတော့ကိုလှုပ်တဲ့အတိုင်တပြတ်တက်ရောက်မှုဆိုတာရှိတယ်အကျိုးတက်ရောက်မှုဆိုတာရှိတယ်ကိုလှုပ်လိုက်တဲ့ကိုလှုပ်လိုက်တော့တဖက်သားဟာကောင်းကျိုးချမ်းသာတွေရသွားလို့ရှိရင်အဲ့ဒီကောင်းကျိုးချမ်းသာတွေကိုစီပြရောက်လာမလွယ်မသွေရလာတယ် ကျောင်းတူတဲ့ကျောင်းတကကျောင်းမတွေကအခုလို့အေးချက်သားရမှုဘဝဆက်တိုင်းရနိုင်သွားတယ်။ဘာဖြစ်လို့လဲဒီကုသိုလ်ရဲ့အကျိုးပဲ။နော်။ဆုတောင်းသည့်ဖြစ်စေမတောင်းသည့်ဖြစ်စေကျောင်းကအကျိုးပြုတဲ့အတိုင်းလူတဲ့တန်တဲ့လူတွေတိုင်းအကျိုးပြုတာ။မြတ်စွာဘုရားဟောတာအဲ့ဒီပုံစံနဲ့ဟောတာ။နော်။ဆန့်လူလို့ရှိရင်အသက်ကိုလူရရောက်တယ်လေ။အသက်လူသည့်အတွက်ကြောင့် လူဖြစ်ဖြစ်တပ်ဖြစ်ဖြစ်အသက်ရှိခြင်းကြိုးရတယ်လို့ဒီလိုပြောတာအဲ့ဒီတိုင်းပဲလူဖြစ်ဖြစ်တပ်ဖြစ်ဖြစ်အဆောက်လူခဲ့တဲ့ပုဂ္ဂိုလ်ဟာဘေးအန္တရာယ်ကလုံခြုံခြင်းဆိုတဲ့အကျိုးသိတာပေါ့ရမှာဖြစ်တယ်နော်နောက်တစ်ခုကဒီတဲမှာလူပွဲလုံတာပဲဖြစ်ဖြစ်စာကြက်တာပဲဖြစ်စေ Sacharawe psisi, dia horawe psisi, dia narawe psisi. Ii sidi, buya le buya psisi, nidai le buya psisi, ii chanyan nidai ni. Sa yi tau sa wibati tau. Tabitha kabitha adu da we psisi, wibati na su da we psisi. Di jau de ma ii sidi lau nai ni chanda, suluraga, palau lau. ကြောက်တယ်မှနေတိုင်းနေလို့ရှိရင်ချက်သက်တူကောရခြင်းရုပ်ပြောလိုက်ပဲဆိုရင်အန္တရလုံုပ်မှုဆိုတာအကျိုးတစ်ခုမလုံးတို့ဒီထဲမှာအေးချမ်းမှုချမ်းသာမှုကိုရတယ်ဆိုတာကတစ်ခုအဲ့ဒီနှစ်ခုကတော့အကြောင်းရဲ့အကျိုးမှာအနစ်ချုပ်ပဲပေါ့နော်အနစ်ချုပ်ရလိုက်တာအဲ့ဒီတို့ဒီချမ်းသာမှုမျိုးကိုအခုလက်ရှိရတယ်လို့ ဒီကြောင်းကိုဆောက်လုပ်လို့ရတယ်ကျောင်းတကကျောင်းမာတွေကလည်းဘဝစေတိုင်းမှာနေကင်းညင်ဆိုတဲ့အကျိုးချမ်းသာတတ်နေတိုင်းနိုင်ခြင်းဆိုတဲ့အကျိုးပါလုံးလုံးချမ်းသာနိုင်တဲ့ဆိုတဲ့အကျိုးဒီအကျိုးနှစ်မျိုးကိုရရှိတယ်လို့ဆိုလို့ရပေါ့နော်အဲ့တော့ကျောင်းကအဲ့လိုအကျိုးပြုတာဟာအနည်း90တရားနှစ်ပေါင်းရှိကြအောင်အကျိုးပြုနိုင်တာဖြစ်တော့ကြောင်း တီရှူတော်ကနေပြီးတော့ပြတ်စပြအကြောင်းလူဟာအကောင်းဆုံးသူတို့ဆိုတာနော်နောက်တုံးတဲ့တစ်ခုမှဟောတာလေးကဘယ်လိုဟောတော့ဆိုဆောလူကခွန်အားကိုလူတာဖြစ်တယ်တဲ့ဘာလို့လဲဆိုအစာစားရရင်ခွန်အားရှိသွားတယ်နော်နှုတ်ဆင်းအစာမဝင်အပြတ်တယ်ဆိုဖြစ်သွားအစာကခွန်အားဘလာကိုဖြစ်စေတယ် အဝတ်စားလူလို့ရှိရင်လပ်ပတက်တဲ့ဘူးလူရရောက်တယ်။ဘာဖြစ်လို့လို့ဆိုရင်လူတယောက်ဟာဘလောက်ပဲယုံဆိုးဆိုးအဝတ်စားလာလာပါပါဝလဲရလို့ရှိရင်သူကတင်းတော့တက်တဲ့ဖြစ်သွားတယ်။အဝတ်စားကလူကိုလပ်ပစေတယ်ပေါ့။ဒါကြောင့်မလို့အဝတ်တဲ့ငါကိုလူတာဟာလပ်ပမှုကိုလူတာနဲ့တူတူပဲ။နောက်တစ်ခါ ရန်တန်ဃာတွေအနေနဲ့သွားတဲ့လာတဲ့ကမ္မချမ်းသာဖို့ဆိုရဲယဉ်လူယဉ်ဆိုသည်မှာသွားတဲ့လမ်းတစ်လျှောက်ကိုလူတာဖြစ်တော့လမ်းလူတာပဲဖြစ်ဖြစ်ဖဏလူတာပဲဖြစ်ဖြစ်ကားလူတာပဲဖြစ်ဖြစ်တတာလူတာပဲဖြစ်ဖြစ်เนาะသွားရေးလာရေးကိစ္စနဲ့ပတ်သက်တာတွေပတ်သက်ရယဉ်လူလို့ဒီလိုဆိုရပေါ့ဟုတ်အဲ့ဒါကချမ်းသာဒုက္ခလူ နောက်တစ်ခုကမောင်နဲ့မဲမဲဆိုရင်မျက်စိဘလောက်ကောင်းကောင်းမမြင်ရဘူးအလင်းအောင်ရှိမှမြင်ရတယ်ဒါကြောင့်မို့လို့စီမီလူအမျက်စိလူတာနဲ့တူတူပဲမျက်စိကအလင်းရဲ့အကူကြီးရမှမြင်နိုင်တယ်အလင်းအောင်မရှိရင်မျက်စိကမမြင်ရဘူးဒါကြောင့်စီမီလူကအလင်းအောင်လူတာအလူလေးမျိုး အဲ့ဒီလူလေးမျိုးကိုကြောင်းလှူလိုက်တာအဲ့ဒီလေးမျိုးလို့ပါသွားတယ်လို့ပြောတယ်။မြတ်စွာဘုရား။ဩသသဗ္ဗတ္တောဟောတိယောတရာတိဥပတယံအစောလှူလိုက်မယ်ဆိုရင်နဲ့ခုနပြောတယ်အလူလေးမျိုးလုံးပါသွားတယ်လို့ပြောတယ်။နော်။ခေါ်အားလှူရလဲရောက်တယ်။အစင်လှူရလဲရောက်တယ်။ လပမှုစိတ်ကိုတွေ့ရလဲရောက်တယ်ချမ်းသာဒုက္ခကိုတွေ့ရလဲရောက်တယ်မျက်စိအလူတွေ့ရလဲရောက်တယ်ဘာဖြစ်လို့တော့လို့ဆိုအစာမစားရနဲ့ဟုတ်နော်အေးစစ်စစ်အစာဦးတဲ့ဝင်ပြီးတော့နားလိုက်ရတယ်အိပ်စက်လိုက်ရတယ်ဆိုအားကပြတ်ပြေးတာ recharge ပြတ်ဖြစ်သွားတာပေါ့နော်ဘက်ထရီတွေ charge သွေးလိုက်တယ်လို့ပဲ သူကအပြန်ပြေးသွားတယ်။ဒါကြောင့်တို့ဒီကြောင်ကအာဟုနဲ့ဖြစ်စေနိုင်တယ်လို့ဆိုလို့တယ်။ယသောပြာနော်။ခွန်အာဟုနဲ့ဒီတပတ်တားလိုက်ရတာနဲ့ခွန်အပြန်ရတယ်။နောက်ကြောင်အဆောက်ဦးတွေမှာနေလိုက်ရတာနဲ့လူရဲ့အသားရည်ကလည်းဆုံးပြေးတယ်။အပြစ်မှဆိုရင်နေဘူးနေဘူးမိနေဘွဲ့ချောင်းချောင်းဖြစ်တယ်။ ြောင်းနဲ့ဆောက်လေးလုံးမိုးလုံးနေလေရလို့ရှင်အသားရဲလဲပြန်ပြီးတော့စုပ်ပြေးလာတယ်ဒါကကြောင်းကအကျိုးပြုတာလေထို့တူပဲချမ်းသာဒုက္ခကြောင်းနဲ့ပါတရားလို့ရှင်စိတ်ချမ်းသာဘူးကိုချမ်းသာဘူးရလုံးကြုံရတဲ့စိတ်ချနောက်ဆုံးတစ်ခုကတော့အပြစ်မှသွားလို့ရှိရင်နေဘူးနေဘူးတွေကြောင်းမျက်စိဟာ စဉ်းစားကြည့်ပေါ့နေဘူးတဲ့လာပြီးအဆောက်အဦဝင်လိုက်လို့ရှိရင်မျက်စိရပါဖြစ်တာမုံသွားတာပဲနော်မုံသွားတယ်ချက်ချင်းအမြင်နိုင်မျက်စိကြောင်းနဲ့အဆောက်အဦမှာလဲရလို့ရှိရင်မျက်စိအပြဲရန်ကြည့်ပြင်ပြီးတော့အေးနေတယ်ပို့ပြီးတော့မျက်စိရဲ့အနေထားကပုံမှန်ဖြစ်လာတယ်ဒါကြောင့်ဘုလို့ ဒီကြောင့်ထူတာဟာနော်ခေါ်အားလူရလည်းရောက်တယ်အသာရေးဆုပ်ပြစ်မှုလူရလည်းရောက်တယ်ချမ်းသာလူရလည်းရောက်တယ်ခေါ်အားဒါကကိုယ်လူတဲ့အလူနဲ့ပတ်သက်ပြီးတော့ဝတ်မြောက်ဖို့မြတ်စွာဘုရားဟောတဲ့တရားလေးပဲနော်ဒီကျိုးတွေကတော့စွတောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေဒီကျိုးတရားတွေကကိုရရှိလာပါဘာကြောင့်လို့ဆိုရင် ကိုစိုက်ပြူတာကိုရရဲဆိုတဲ့သီဝရီတိုင်းပဲကိုလုပ်တဲ့ကုသကောင်းမှုတိုင်းကိုအကျိုးရတယ်နော်ကိုကျိုးရအဲ့ဒါကြောင့်မလို့ကျောင်းတကာကြောက်ပါတယ်နဲ့တော့မြတ်စွာဘုရားဟောထားတဲ့ဒိဋ္ဌာရောကြည်မဲ့ဆိုရင်သံသင်္ကန်းကျောင်းစီပစ္စည်းတွေပါတယ်ပါကျောင်းအလှူဟာအကောင်းဆုံးဖြစ်တယ်လို့ဘုရားဟောသည့်အတွက်ကြောင့် တို့တွေဟာကောင်းဆုံးဖြစ်တဲ့အလူဒါနာကိုဒီကနေ့လူလဲရပြီလို့စိတ်ထဲမှာဝတ်သက်ချင်လို့ရပါဖြစ်တယ်နော်။ကျောင်းနဲ့ပတ်သက်တဲ့ဝတ်သက်ချင်လို့ပူတယ်။သူကျောင်းနဲ့ပတ်သက်ပြီးတော့ရလာတဲ့အကျိုးတွေဒါတွေဟာကျောင်းလူလိုက်တဲ့ဒီအကျိုးတွေဟာတို့တွေရရှိလာမှာဖြစ်လို့အကျောင်းတရားကိုလည်းသိတယ်အကျိုးတရားကိုသိတယ်ဆိုတဲ့အသိဉာဏ်လည်းဖြစ်တယ် ဝန္တကြည်နုမှုဖြစ်သည့်အတွက်ကြောင့်ကုသိုလ်တွေထဲမှာဝန္တကြည်နုရာကသောမနတ္တဒီလိုအကျိုးတွေကိုရနိုင်တယ်လို့သိတာကညာနတ္တပယုစေအားရထထတန်တဲ့သောလူဒနာဖြစ်လို့အသင်္ခာရိကသောမနတ္တသဟကုညာနတ္တပယုအသင်္ခာရိကစိတ်ဆိုတဲ့ ပထမတန်ကုသစိတ်မျိုးကိုယ်ရင်ထဲမှာဖြစ်အောင်လုပ်အောင်နော်ဝန္တကြည်တုတေတုသောမနတနဲ့ရှင်နဲ့စိတ်ဒီဒီဒီလိုလို့ရင်ဒီအကျိုးရတဲ့တို့သိတယ်ညာနာတပြုစိတ်အားတကြွထက်သန်မှုရှိသည့်အတွက်ကြောင့်အသင်္ခါရိကအကောင်းဆုံးကုသိုလ်တို့တွေတွေဒီနေရတဲ့တို့စိတ်တဲ့ဘဝတကြည်တုဖြစ်ဖို့နော်ဒါက ကြောင်အနုမောရဏတဲ့ပသက်ပြီးဝန္တဆရာနောက်ဝန္တဆရာတကူကပါလဲလို့ဆိုအနာတွင်တတိကြီးကစေရောကြောင်ကြီးကိုဆောက်လို့လူတဲ့နေကိုကိုကိုစဉ်းစားကြည့်လိုက်တို့လေအခုအနန္တဝိမု ക്തി ဒုက္ခနာမည်အရောအဲ့ဒါကိုထက်တန်ကြတဲ့နာမည်ပဲအနန္တဝိမု ക്തി ဆိုတာ ရတ္တဖို့ပြောတာပဲအရတ္တဖို့ချမ်းသာကိုပြည့်စွမ်းနိုင်တဲ့အကြောင်းပဲနော်အနန္တဝိမု ക്തി ဒုက္ခဝိမု ക്തി ဒုက္ခဆိုတာဝိမု ക്തി ဆိုတာတရားကိုလည်းပြောမယ်ဆိုရင်အရတ္တဖို့အရတ္တဖို့ဆိုတာတောင့်တမှုတွေကြောက်ကြမှုတွေကိလေသာအလုံးကလွတ်သွားတဲ့တို့ယုံနေမကဥတော်ဝဉ္ဉ်ချမ်းသွားတဲ့ စိတ်တမျိုးဖြစ်သည့်အတွက်ကြောင့်အဲ့ဒီစိတ်ရဲ့ကြောက်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခတွေအမြင့်ဆုံးအနန္တဝိပုတ္တိဒုက္ခကြောက်သောကိုတွေ့ရသဖြင့်အနန္တဝိပုတ္တိဒုက္ခကိုတို့တွေမျက်မှောက်ပြုအောင်မျက်မှောက်ပြုပြောရစေလို့စိတ်ထဲမှာဥတည်ချက်ထားရမှာဖြစ်တယ်နော်လူတွေရဲ့လောကလူလောကမှာ cháu <coughs> già gì đi cháu <coughs> già gì đi luôn nhà đẹp ai đó quy mô đi rồi đấy luôn nhà mua à bên đà bà gì chỉ <coughs> đi anh nói về cái thế gì cả cháu đủ để cả mà nó sẽ đủ cháu gì cũng sao lớn đủ để sao lớn đủ to bị đó nó về cái thế gì cả tôi mới xí để nào mà đọc ba về tôi ở đây nghe rồi သောတာပန်ပုဂ္ဂိုလ်ပဲသောတာပန်ပုဂ္ဂိုလ်မြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်ကစပြီးတော့မြတ်စွာဘုရားစီရတရားနာလဲရလို့သောတာပန်ဖြစ်သွားတာသောတာပန်ဖြစ်ပြီးမှကြောက်ဆောက်တာနော်ကြောက်ဆောက်တာအဲ့ဒီနာရိတ္တိကြီးကသူတည်သွားတဲ့အခါကျတော့သူသောတာပန်ဖြစ်ရတာကိုဂုံယူတာမဟုတ်ဘူး အာဟုကုံယူတော့ဆိုရင်သူဆောက်လို့တူတန်းရတဲ့ဇေရောအကြောင်းကိုကုံယူတာအခုလေကုသကောက်မှုတွေကကိုဆောက်လို့တူတန်းနဲ့ကြောက်တဲ့ပတ်သက်ပြီးတော့ကုံယူစရာကြီးတစ်ခုဖြစ်တာပေါ့တော့သူကအနာရဝေတတိကြီးကဣတံဟိတံစေတဝနံဣတိတံကနိတိဝိတံအဝုဒ္ဓံတပါရာစေနာပိတိသစ္စနမမာ ဒီစီရောအကြောင်းကြီးဟာတဲ့ဣတိတင်္ဂဒိတိဝိတံဆိုတင်္ဂရိတိသုံးနေတဲ့နေရာဖြစ်တယ်အဝုဒ္ဓတပ္ပရာစေနာယသဗျာကိုတိုင်းနေပဲဒီစီရောအကြောင်းကြီးမှာတရေသုံးတယ်အခုလည်းတွေးကြည့်လိုက်ဒီကြောင့်လည်းအရှင်ကုပ္ပုဒ္ဒန္တလေကာရ ထောက်နိုင်ရှာတော့မှုရှိတဲ့တန်ခါးတွေသုံးကြเนาะဣတိတကတရားဓုတရားမြတ်ကိုရဖို့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကြည်တရားဓမ္မကိုရှာဖွေလေးလာနေကြတဲ့ပုဂ္ဂိုလ်တွေသတင်းသုံးတယ်အဝုဒ္ဓန္တပါရစေနာမြတ်စွာဘုရားရဲ့ရုပ်ပွားစင်တူတော်ကိုကြောက်တဲ့ပါပူဇော်ထားတယ်ဆိုတော့ စိတ်ထဲမှာဒုနေပဲနာရဝိတ္တိလူအဝုထံတပါရာစေနာမြတ်စွာဘုရားကိုယ်တိုင်တရေသုံးတဲ့ကြောင်းပဲလို့ဘာဖြစ်လို့လဲဆိုဖြာကြောင်းတော့ပါတယ်ရုပ်တုတော့ပါတယ်နော်အဲ့ဒါကိုမြတ်စွာဘုရားတတော်တစ္ဆာမြတ်စွာဘုရားကိုစီစုပြီးတော့ဘုရားကတိဆောင်ပြီးပါဝင်ဆောင်တော့တာဖြစ်သွားကြတယ် siro encau ma, ya saya aku rentre to telu aku nanda wi bodi tu kacau male ya saya aku rentre to ni de edo ayo yi uci lai alu ayo yi uci nai tapi sedih teman pula sedih tu dosi tu ni de jo ya dai အနာရဝိတ္တိကြီးရတဲ့အကျိုးမျိုးတဲ့ပဋိနဲ့အကျိုးမျိုးရတဲ့ကိုစိတ်တကအဲ့ဒီတိုင်းထားနိုင်လို့ရှိရင်တော့ဒါကြောင့်မလို့ကြည်နူတဲ့စိတ်နဲ့အဲ့လိုအနာရဝိတ္တိကြီးဟာဒီဘဝမှာရင်ကြည်နူတာမဟုတ်ဘူးနောက်ဘဝရောက်သွားတဲ့အခါမှလည်းပဲပိဋိသင်္ဆာနနာမမစေရောအကြောင်းကြီးဟာ ငါအတွက်ပီတိဖြစ်ရဆုံးပါပဲလို့အခုလေကျွန်တော်ကကြောက်မှစီးတွေကဒါပီတိဖြစ်ရဆုံးကြောက်ကြည့်ပဲလို့စိတ်ထဲမှာအယုယူထားဖို့လို့လေနော်ပီတိဆိုတဲ့သဘောတရားအတူတူပဲကိုလှူတဲ့အလိုပေါ်မှာဝတ္တပီတိဖြစ်ဖို့နော်ပီတိဖြစ်ဖို့နာရောဣတိရတောင်းကြောက်နဲ့ပတ်သက်ပြီးတော့ဝတ္တပီတိဖြစ်တယ် ောတပန်ဖြစ်ရတာနဲ့ပတ်သက်ပြီးတော့ထဲတောင်မပြောဘူးဒီနေရာမှာနမတိကိုထားပြီးတော့ကြောင်းကိုဝန္တပိတိဖြစ်ရပုံပိတိသစ္စနနာမမသူရဲ့ပိတိဖြစ်ရဆုံးကတော့ဒီစေတော့ကြောင်းကြီးပါပဲတို့အဲ့ဒါလို့ဝန္တကြည်တူးတဲ့စိတ်နဲ့ယသဗျာဆုံးမတာတဲ့အဲကြောင်းနဲ့ပတ်သက်တဲ့အခါမှာကြောင်းနိုင်ဆရာတော်ကဟောပြောတဲ့တရားတွေ နာယူမသားလိုက်နာจิตုံញမိမိတို့ကိုယ်တိုင်ကလိုအပ်တာမှန်သမျှပစ္စည်းလေးပါကိုမိမိတို့တတ်ဆွမ်းသလားဖလူတန်ခြင်းလို့ဆိုရဲစက်တိုင်ရလာနိုင်တဲ့ကုသကောက်မှုတွေနဲ့ပဲစင်တဲ့ပဲဖြစ်နေကြအောင်ကိုအကြောင်းပြုပြီးတော့လေကုသကောက်မှုတွေအပြည့်ဖြစ်နေကိုကိုကိုွယ်တဲ့အကြောင်းကိုကိုကိုွယ်တဲ့ဖျား စီဒီပန်ရှင်းချန်ဆိုတာလေးမနှွမ်းသွားရအောင်တစ်စင်ဘုဒီပန်လုပ်ပြီးတော့ခရုမေတ္တာနေမယ်ဆိုလို့ရှိရင်စားတဲ့တဘူကောင်းကျိုးချမ်းသာတွေကမဆုံးနိုင်အောင်ရမှာပဲအနန္တဆိုတာအဆုံးမရှိတဲ့ဟာနော်အဲ့ဒီကုသမျိုးရအောင်ကိုယ့်ရဲ့စိတ်ဆန္ဒပေါ်မှာပူတည်ပြီးတော့ဝန္တပိတိဖြစ်ကြဖို့ပေါ့လောကမှာဆုတော်ပြီဖို့ဆိုတာ သဒ္ဒါရှိရမယ်သီလရှိရမယ်သုတဆိုတဲ့အကြောင်းရှိရမယ်စာကဆိုတဲ့ဆုံးမှုရှိရမယ်ပညာလို့ဆိုတာဒီသဒ္ဒါသီလသုတစာကပညာဒီတရားငါမျိုးရှိလို့ရှိရင်ကိုလိုချင်တဲ့ဆန္ဒတွေအလုံးပြည်ပါတယ်ဆူတော်ပြီဖခါကဆူတော်ကိုပြည့်စည်တာမဟုတ်ပဲနဲ့ကိုယ့်ရဲ့ထဲမှာရှိတယ်ဒီတရားငါမျိုး ကျောင်းနဂါကျောင်းမာရီကိုရည်နဲ့မာဒီတရားငါမျိုးရှိအောင်ကြိုးစားမှာဖြစ်တယ်နော်အဲ့ဒါဆိုရင်ကိုဆုတောင်းတာတွေကိုရည်ဆက်တာတွေတော့ပြည့်တယ်တဒါဆိုတဲ့မြတ်စွာဘုရားရဲ့အတိညာကိုယုံကြည်တာကံကဲကြီးကျိုးယုံကြည်တာအယုံကြည်ချက်ရှိရမယ်သီလသာဝတိလမြဲရမယ်သူတ္တထိုက်တဲ့လျောက်တရားနာပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုမသား ာယူရမယ်စာကထိုက်တဲ့နလုံးလူပုတ္တမှုရှိရမယ်ပညာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတဲ့ပညာကအစဝိပဿနာပညာထီအောင်ပညာစီမှုအတော်ပါမယ်အဲ့ဒီတတ္တသီလသုတ္တဆာကပညာဆိုတဲ့ဒီငါမျိုးရှိတယ်ပြီဆိုလို့ရှိရင်နော်စတဲ့တပူတို့တက်ပြီးတော့ကိုဘွားဟာ အနိမ့်ဘက်ကိုမရောက်ပဲနဲ့မြစ်တဲ့ပြစ်ပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာတဲ့အောင်မြတ်မောပြုလိုက်ပါဖြစ်တယ်လို့စိတ်ထဲမှာဝန်သားကြည့်လူကြောင်းလူကိုအဓိကအုပ်ဥပြုပြီးတော့ဝန်သားပိဋိဖြစ်ကကုသိုလ်တရားတို့ပွားအောင်ကြိုးစားထုတ်နိုင်ကြပါစေကုန်သတည်း